ဘယ်တမားလုံးပဲမင်္ဂလာပါခင်ဗျာစပော့အီဒူစီကနေပြန်လဲကြိုးဆိုလာရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့ဒူရီယာကျော်ကန်နာရီအာသာချက်ကပါလဲပြောပြလိုက်တဲ့အာဆီဝင်းကကန်နာရီဘောလုံးပွဲတိုင်းနိုင်ငံရှိမရှိသုံးသက်ခဲ့တဲ့အီရန်ရက်ဒီအန်နီရီရဲ့အပြောင်းရွှေ့အမားကိုပြစ်တင်ဝေဖန်ခဲ့တဲ့နေပြဟောင်းဆိုင်တင်များပဲဖြစ်ပါတယ်အာဆီနယ်ကနေဝင်နေပြကြီးအာဆီဝင်းကကန်နာရီယာဒူရီယာကျော်မတိုင်ခင်စိတ်ပိုင်းဆိုင်ရာပြဿနာမရှိတာက PSG တဲ့အာသာချက်ဖြစ်တယ်လို့ယုံကြည်နေပါတယ် ပြတီကဗရမကျော် Emirates ကဖွဲ့တယ်မှာဒမ်ဘီလီရဲ့အစောပိုင်းတွင်ကိုကြောင့်တကောစီရုံးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပြီးအက်ဒယ်ရီကပိုကောင်းတဲ့အသင်းဖြစ်ခဲ့ပေမဲ့ဒိုင်နာရီကတည်ကြအောင်လို့ပို့အခွင့်အရေးတွေရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှစ်ကြိမ်စလုံးကိုဒိုနာရမကရပ်တန့်နိုင်ခဲ့ပြီးဘာကူလာနဲ့ဂွန်ဆာလိုရာမိုးစ်တို့ကလည်းဂိုးပိုပြန်နိုင်မယ့်အခွင့်အရေးတွေကိုဖြုံးတီးပစ်ခဲ့ကြတာဖြစ်ပါတယ်။ပြတီတင်းအောင်အော်တိုဘားလာတော့ကလီအစင်မှာအာဆင်နယ်ကိုနဂိုးစီရိုနဲ့ရှုံးနေကြတာဖြစ်ပြီးအဲ့ဒီပွဲမှာမပါဝင်ခဲ့တဲ့ဒမ်ဘီလီယာဒီဒီချိန်မှာလည်းတိုက်တိုက်ဆိုင်ဆိုင်ထပ်မံလွဲချော်ရမှာဖြစ်ပါတယ် လီစင်တော့က PSG ကအာဆင်နယ်ကိုဒမ်ဘီလီမပါဘဲနဲ့ကစားခဲ့ဘူးလေဆိုတာမမေ့ပါနဲ့ဒမ်ဘီလီကအသင်းစည်းဝေးကိုရောက်မလာနိုင်သူတို့ခရီးထွက်တဲ့အချိန်မှာလည်းနောက်ကျနေလို့အပြစ်ပေးတဲ့အနေနဲ့လူစင်းတွေကလည်းထုတ်ခဲ့တယ်ခမားလူးဝစ်အန်ဒရီကေပြောတဲ့စကားကိုကြားလာခမားလူးဝစ်အန်ဒရီကေပြောတဲ့စကားကြားလာအဲ့ဒီမှာသူအပြစ်ပေးခဲ့တဲ့ဆုံးဖြတ်ချက်ကြောင့်မလို့ဒမ်ဘီလီကဒီနေ့အချိန်နေလို့ပြောင်းလဲလာနိုင်ခဲ့ပြီးအဲ့ဒီတော့ကလည်းလုံးဝမတူတဲ့ကစားသမားဖြစ်လာပြီးဒီလိုကိုယ်တွေတွန်းလာနိုင်တာတဲ့ပြီးတော့ဗီဒီယိုကလည်းကိုင်းလယ်မှာဆီယာတစုဖြစ်လာခဲ့တယ်လို့ကျွန်တော်ပြောရပါလိမ့်မယ် သူကသူ့ကိုဘောလုံးပိုင်ဆိုင်မှုရထားတဲ့မှာတင်ငင်မှုရနေပါတယ်။ Lois Enrique ကဘောလုံးပိုင်ဆိုင်မှုလိုချင်တဲ့သူဆိုတော့ခမားလေးသိပါတယ်။သူတို့ကသူ့ကိုကွင်းလေကို Yao Navas, Vitinha, Fabian Ruiz တို့နဲ့ပြုပင်ပြောင်းလိုက်ကြတယ်။စပိန်ကွင်းလေပုံစံနည်းနည်းဖြစ်ခဲ့ပြီးကစားပုံပိုကောင်းတယ်။သူတို့ကအခုဆိုရင်ဟန်ချက်ကပိုကောင်းလာတယ်။ဘာလို့လဲဆိုရင်တောင်မွန်တစ်ဖက်ကလူဒိုမန်ဒက်စ်နဲ့တခြားတစ်ဖက်ကဟာကမီတို့ကချန်ပီယံလိမှာသူမတူအောင်ကောင်းမွန်နေလို့ပါ။အာဆယ်ဝင်းကကဦးဆောင်ထားတဲ့မှုကိုကာကွယ်ဖို့အဓိကထားရမှာက PSG ရဲ့ DNA နဲ့ဆန့်ကျင်နေပြီး အန်ဒရီဂိန်းအနေနဲ့ဒုတိယကျော်ပွဲအတွက်နီးပြွားပိုင်းနဲ့ပတ်သက်ပြီးအလွန်ရှင်းလင်းနေမှာဖြစ်မယ်လို့ယုံကြည်နေပါတယ်။ချန်ပီယံလိမှာစိတ်ဝင်စားဖို့ကောင်းတာကခမည်းကအဝေးကွင်းသွားကစားပြီးဒုတိယကျော်အိမ်ကွင်းမှာပြန်ကစားရမယ့်ပွဲမစခင်အချိန်တိုင်းမှာစေပိုင်းဆိုင်ရာပြဿနာကိုဖြေရှင်းနေရတယ်။အာဆနယ်ထွက်အားစာချက်ကစေပိုင်းဆိုင်ရာပြဿနာကလွယ်ကူနေတာပါ။ သူတို့တွားကလာပြီးအနိုင်ရအောင်ကြိုးစားရုံပဲ PSG အတွက်စိတ်ပိုင်းဆိုင်ရာပြဿနာကငါတို့တွေဒီဘွဲကိုအနိုင်ကစားရမှာလားဒါမှမဟုတ်ငါတို့အသာစီးရထားတာကိုကာကွယ်ပြီးသူတို့ကိုတိုင်မတိုင်းစိနဲ့ကစားရမှာလားဆိုပြီးရှုပ်တွေးနေတာပဲအဲဒီတော့ခမားအသင်းကိုပေးရမယ့် message ကအရန်ကိုရှင်းလင်းနေမှာပါဒါအပြင်အသင်းထဲမှာရှိတဲ့သူအလုံးကခမားနဲ့အတူလိုက်လျောညီတွေဖြစ်နေမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့တွေအသာစီးရထားတာကိုကာကွယ်မယ်ဆိုရင်အသင်းရဲ့ DNA နဲ့နည်းနည်းစမ်းကျင်သလိုဖြစ်နေမှာမို့လို့ပါအဲဒီတော့ Louis Enrique ကအသင်းသားတွေကို ငါတို့တွေနောက်ထပ်နိုင်ပွဲတစ်ပွဲယူရမယ်လို့ပြောပါလိမ့်မယ်။ဘောလုံးပွဲကစိတ်ထဲမှာရှိနေပြီးအင်ကွက်မှာကစားရတဲ့အခါမှာအရာကလွမ်းမိုးမှုမခံရတဲ့ခံယူချက်မျိုးနဲ့ကစားနိုင်ဖို့ကအရန်ခက်ခဲပါလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။အလက်ဇန္ဒရာအာနုကဒေလာမဲနွေရတီမှာလီဗာပူးကိုဆုံးခွာပြီးရီယယ်မက်ဒရစ်ကိုအလွတ်နဲ့ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့တရားဝင်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အင်္ဂလန်နောက်ကန်လူရဲ့အန်ဖီကအနာကန်နဲ့ပတ်သက်ပြီးတရားသီလုံးကောလာဟာလာတွေပြန့်နှံ့နေကြတာဖြစ်ပြီးလက်ရှိမှာတော့အာနိုကတိုက်စိမှုကိုဖြိုခွဲဖို့အဆုံးဖြတ်လိုက်တာဖြစ်ပါတယ် အနုဟလိုမကွန်ရဲ့ပုံမှာဝမ်းနဲ့ကြေကွဲပဲထုတ်ပြန်ကြီးညာချက်စားရဆောင်ကိုတင်ခဲ့ပြီး comfort zone ကနေထွက်ပြီးစိန်ခေါ်မှုတက်တွေကိုရှာဖွေသွားခြင်းနဲ့ဆန္ဒကိုရှင်းပြခဲ့တာဖြစ်ပါတယ်။အသက်26နှစ်ရွယ်ကစားသမားဟာ Real Madrid နဲ့၅နှစ်စာချုပ်ချုပ်ဆိုနှုတ်အားဖြင့်သဘောတူညီမှုရရှိထားပြီးဖြစ်တယ်လို့အပြောင်းအရွှေ့ထူးချွန်းခြင်းသူ Fabrizio Romano ကပြောကြားခဲ့ပါတယ်။ ။လဘာဦးတင်မှာနှစ်20ကြာနေခဲ့ပြီးနောက်အခုကကျွန်တော်အနေနဲ့ဒီရလီကောင်မှာအတင်းကိုစွန့်ခွာမယ်လို့အတီးပြူကျင်ညာရမယ့်အချိန်မှာဒါကကျွန်တော်ဘွားမှာချမ်းမဲ့ဖူးသမားတွေကအကက်ကဲဆုံးဆုံးပြချက်ပါ။ဒီကိစ္စကိုဘာကြောင့်အခုချိန်မတိုင်ခင်ထိမပြောလဲဆိုရင်ဒီကျင်ကြတဲ့လူတွေနဲ့စိတ်ပြက်ခဲ့ကြတဲ့သူတွေရှိတယ်ဆိုတာသိပါတယ်။ဒါပေမဲ့ကျွန်တော်အမြင်နဲ့ယူရထားခဲ့တာကအတင်းရဲ့အကျိုးစီးပွားအတွက်အပြေအဝအာယုံဆိုင်ထားဖို့ပဲဖြစ်ခဲ့ပြီးအရာကအချိန်20မြောက်အမပေးဖလားကိုရယူဖို့ပါလို့ပြောကြားခဲ့ပါတယ် ာဇနဂရမီအီရန်ရိုက်ကဘောမောက်ကိုရှုံးနေတဲ့ပွဲကခန်းတကစားဖုံကိုပြင်းထန်တဲ့တုံးတက်မှုတွေပြုလုပ်ခဲ့ပေမဲ့လည်းဂန်နာရီကချန်ပီယံလိဘိုလူပွဲတက်နိုင်လိမ့်မယ်လို့ယုံကြည်နေသေးတာဖြစ်ပါတယ်။ဂန်နာရီဟာစနေနေ့ညနေကပွဲမှာဒက်ကလန်ရိုက်ရဲ့တွင်းကိုနဲ့ဦးဆောင်နိုင်ခဲ့ပေမဲ့လည်းဒုတိယပိုင်းမှာဒက်ကန်ဘောတွေကလည်းနှစ်ကူးပြန်ပြီးသွားခဲ့ရတာဖြစ်ပါတယ်။ဒင်းဝိုင်ဆောင်ကစီမံညိုရဲ့လက်ပြဘောကနေတဆင့်ကောင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပြီးအီဗန်နီဆင်ကတောင်းကန်ဘောကနေတဆင့်ဦးဆောင်မှုကိုအနီးကပ်ဗိတ်သွင်းယူခဲ့တာဖြစ်ပါတယ် အစနေရနောက်ဆုံးအင်ဝင်၃ပွဲပါဝင်ဒီယာဒီမှာစူပလာရနိုင်တဲ့နေရာကနေရမတ်၂၃မတ်အထိရောကြခဲ့ပြီဖြစ်ပြီးအဲ့ဒီ၃ပွဲစလုံးမှာဘောတိအနေထားကနေဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။နောက်ကစလုံးကမပေးသင့်ပဲပေးလိုက်ရတဲ့ဂိုးတွေပါ။ကောင်လေးတွေကိုအပြည့်ရှာပြီးမပြောချင်ဘူး။ဘာလို့လဲဆိုတော့ရှေ့မှာလာမယ့်ပွဲကိုသိနေပြီးအဲ့ဒီပွဲကသူတို့အတွက်ဘလောက်အထိပဲရှိလဲဆိုတာသိနေလို့ပါ။ဒါပေမဲ့တစ်ချိန်တည်းမှာပဲခင်ဗျားအနေနဲ့ဒီရက်အများကြီးပိုကောင်းနေဆန်းဆောင်ရေးပြသဖို့လိုတယ်။ ပရမဂိုးမှာသူရှိနေတဲ့နေရာကနေဆိုရင်တကယ်ကောင်းတယ်ကိုပါဒါပေမဲ့လူကတ်တာညံ့ခဲ့တာပါခန္ဓာကသားမနှစ်ယောက်စလုံးကကိုယ်တိုင်မလုံးနေတဲ့သူကိုမကြည့်ရကြဘူး။ဒါကတကယ်ကိုအန်အန်တည်တရာကောင်းနေ။အထူးသဖြင့်အာဆင်နယ်လိုခန္ဓာကသားပုံအရန်ကောင်းနေတဲ့အတင်းစီကောင်နေမြင်ခဲ့ရတာအကြောင်းပါ။ဒါပေမဲ့ဒီရာစီမှာတော့သူတို့တွေတကယ်ဘောတွေကမကောင်းခဲ့ပါဘူး။အဲဒီတော့ရာစီရဲ့အခုလိုအချိန်မှာဒီလိုမျိုးနှကိုပေးလိုက်ရတာကိုမြင်လိုက်ရတာကစိတ်ပြေဖို့ကောင်းနေ။သူတို့တွေရဲ့စိတ်ကတခြားရောက်နေတာကျွန်တော်သိတယ်။သူတို့တွေစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာပေါ့အာယုံဆိုင်တာရမယ်။ ဒါပေမဲ့သူတို့တွေနောက်ဆုံးတွန်းအားပေးမှုလုပ်ရမယ်။သူတို့တွေအဆုံးသတ်ဆရာရှိတာကိုအဆုံးသတ်ရမယ်။ဒုတိယကိုကိုကြည့်လိုက်ရင်ဘယ်သူမှဘောလုံးလုံးမဲ့သူမရှိဘူး။ဘောလုံးပေးတာအရန်ကောင်းမိမယ်။အော်ဒီကကိုကြည့်လိုက်ရင်သူကဘောလုံးကိုချိမနေဘူး။သူကလူကိုပဲမဲနေတာ။သူသာမျက်နှာကိုလှည့်ခဲ့မယ်ဆိုရင်လူဝက်စကယ်လီနဲ့အတူတူလောက်လှည့်ခဲ့ရင်ဘောလုံးကိုတားဆီးနိုင်လောက်တဲ့နေရာကိုသွားဖို့ဖိုကောင်းတဲ့ခွင့်ရရနိုင်ပါရဲ့။သူလကနေလွတ်ထွက်သွားတာတောင်မှသူဘာမှမမြင်ခဲ့ရဘူး။အရာကဆိုရင်ဇာပဲအရေးကြီးဆုံးဆိုရင်ဇာကကျွန်တော်တို့တွေဘယ်လောက်ထိမလုံးမရှက်ဖြစ်နေကြလဲဆိုတာပါ ဂါဘီယယ်လိုအရာအလုံးကိုစုစည်းပေးနိုင်ပြီးနည်းနည်းပုံမမထန်တဲ့ကစားနိုင်တဲ့သူမရှိနေဘူး။ဒါပေမဲ့အရီကိုပေးလိုက်ရတဲ့အခိုက်အတန့်တွေမှာဖြစ်ခဲ့တဲ့ပုံစံကကျွန်တော်တို့ဘာမှကိုမလုပ်နိုင်ကြတာပါ။အရန်လွယ်တဲ့ပုံစံပေါင်းနေတဲ့စိုးရွားတဲ့ခံစားကစားပုံပါပဲ။အစနေရပြီးခဲ့တဲ့ဘက် Emirates မှာ PSG ကိုတကူကိုမရှိနဲ့ရှုံးနေခဲ့ပြီး Bordeaux နဲ့ Paris ကိုတွားရောက်ပြီးဒုတိယအကြော့ဖြစ်အရှင်မန်ကစားတော်ရမှာဖြစ်ပါတယ်။စနေနေ့မှာစိတ်သက်သာစင်းစရာရလနဲ့အထက်မှရင်ဆိုင်ခဲ့ရပေမဲ့ အီရိုက်ကကနာရီအနေနဲ့အရာအလုံးကိုပြောင်းပြန်လှန်ပြီးဘောလုံးဘွဲကိုတိုက်ရောက်နိုင်မှုအတွက်လုံလောက်တဲ့တိုက်ပွဲဝင်မှုမျိုးလုံနိုင်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။အာဆင်နယ်က PSG ကိုနိုင်ယူပြီးဘောလုံးဘွဲတိုက်ရောက်နိုင်အောင်လုံနိုင်အောင်ပဲထင်လားလို့မေးမြန်းခံခဲ့ရချိန်မှာအီရန်ရိုက်ကအဲသူတို့တွေလုံနိုင်ပါတယ်လို့ထုံပြန်ခဲ့တာဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်နီးပြဟောင်းအိုလီဂနာဆိုရှာကပြီးခဲ့တဲ့နေရာတီမှာစကော့မက်တိုမနီကိုရောင်းထုတ်ခဲ့တဲ့အသင်းရဲ့ဆုံးဖြတ်ချက်ကိုပြည့်တင်ဝေဖန်ခဲ့ပြီးသူသာရှိရင်ရောင်းဝယ်ပေးမှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ် မတ်တော်မနီယာအမော်ရီလက်ထက်2019ခုနှစ်မှာဗရမအတင်းထွက်ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီးတရက်နေတဲ့အတွက်ပြိုင်ပွဲစုံ225ပွဲထိကစားပေးပြီးကာဘန်ဖလာ FA ဖလာရီယာရှီအောင်ကိုညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအဲရစ်တဟန်ကမတ်တော်မနီကို2024-2025ရာသီမတိုင်ခင်ပုံမှန်ပွဲထွက်ခွင့်အားမခံချက်မပေးနိုင်ခဲ့တာကြောင့်နာပိုလီတင်းစီရောင်းထုတ်ခဲ့တာဖြစ်ပါတယ်။ နာပိုလီသင်းဟာမတ်တော်မနေကိုပေါင်း25တန်းနဲ့ရခဲ့တာကရှဲလာအကြမှာတော့ဈေးသက်သာတဲ့ပြောင်းရွှေ့ဖြစ်ခဲ့ပုံပေါ်ပြီးအသက်28ရှစ်ရဲ့ဂွန်းလက်လူကချက်ချင်းခြေသွမ်းပြားသားနိုင်ခဲ့တာအကြောင်းဘရိတ်တ်ချစ်တော်ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။မတ်တော်မနေဟာဆေးရုပ်ရဲ့ပွဲဥထွက်ရာသီမှာပဲ12ဂိုးထိသွင်းယူထားပြီးကွန်တီးယားနာပိုလီသင်းကအင်တာမီလန်နဲ့3မတ်ကွာဇယားထိပ်မှာရပ်တည်နေတာဖြစ်ပါတယ်။ BBC နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဆိုရှာကမတ်တိုမီနေကိုထွက်ခွာခွင့်ပေးခဲ့တဲ့အသင်းအောင်ကိုပြည်တင်ဝေဖန်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ စကော့နဲ့ဖရက်တို့ကအတူတူလာရင်ခင်ဗျားတို့နေတိုင်းတရားရဂိုင်းတို့အပြစ်ပေးဆက်ကြမယ်ကစားသမားတွေပါစကော့ကိုဘယ်လိုတော့ရောင်းပြစ်နိုင်ရတာလဲအဲ့ဒါကျွန်တော်မရှိတော့လို့ရောင်းလို့ရခဲ့တာပါမန်ချက်စတာယူနိုက်တက်ဟာယူရိုပါလိဘလားယူပီချန်ပီယံလိဝင်ခွင့်ရနိုင်သေးပေမဲ့လေဆိုရှယ်ကအမိုရီလာအောင်မှယုံခံနေရတဲ့အသင်းဟောင်းကိုကြည့်နေရတာခက်ခဲတယ်လို့ဝန်ခံခဲ့ပါတယ်။မန်ချက်စတာကကျွန်တော်ရဲ့မိသားစုပဲအများရန်ကျွန်တော်ကသူတို့ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေမှာပါ ဘောလုံးမှာကခမရဘသူတွက်မှစိတ်မကောင်းဖြစ်လို့မရဘူး။ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီလိုအသိမျိုးမှာအလုံးလုံးနိုင်ခဲ့တာကဒီအရာကိုင်းတော့ဂုံတက်စရာဖြစ်ခဲ့လို့ပါ။ဒါပေမဲ့ကျွန်တော်တို့အတင်းရုံးကန်နေရတာကိုကြည့်ဖို့ခက်ခဲပါရယ်။ဘာလို့လဲဆိုတော့ရုံးကန်နေရတာမိသားစုလေ။တပတ်ပြီးသွားလို့အမပေးစရာကိုကြည့်လိုက်တဲ့အခါမှာအရာကမလွယ်ကူပါဘူးလို့ပြောကြခဲ့ပါရယ်။ အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေစဉ်ကြည့်ရှုနာဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Sport A2C YouTube Channel လေးကို Like and Subscribe လုပ်ပေးထားကြပါအောင်ခင်ဗျာဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ